စုကာသည်အင်္ဂလိပ်လို passion fruit သည်ချိုးခြင်းအရသာနှင့်ငွေရနှင်းရှိသော အပူပိုင်းဒေသသည်နှင့်ဖြစ်ပါသည် အရသာရှိုံသမားကဗီတာမင်တတုတက်နှင့်တတိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက်များစွာအကျိုးပြုပါသည်သို့သောစုကာသည်ကို စားသုံးရာတွင် သတိပြုရန်အချက်များလည်းရှိပါသည်စုကာသည်ကျန်းမာရေးအကျိုးကျေးဇူးများ ။စုကာသီးတွင်အဟာရတက်မြင့်မားစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက်များစွာအကျိုးပြုပါသည်။ယင်းတို့မှာကိုယ်ခန္ဓာစနစ်ကို မြင့်တင်ပေးခြင်း၊စုကာသီးတွင်ဗီတာမင် C မြင့်မားစွာပါဝင်ပြီးဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်ခန္ဓာကိုယ်၏ကိုယ်ခန္ဓာစနစ်ကိုအားကောင်းစေကအေးမိခြင်းနှင့်အခြားယောဂါများကိုကာကွယ်ပေးပါသည်။မျိုးလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်းဗီတာမင် A နှင့်ဗီတာကယ်ရိုတင်းကျွဲဝစွာပါဝင်ပြီး မျက်လုံးကျန်းမာရေးအတွက်အရေးပါသော အခန်းကဏ္ဍမှပါဝင်က အမြင်အာရုံချို့ယွင်းခြင်းကိုကာကွယ်ပေးနိုင်ပါသည်အစာချေစနစ်အတွက် ကောင်းမွန်ခြင်းအမြင်တတ်ဤကောင်းမွန်သောရင်းမြစ်ဖြစ်ပြီးအစာချေစနစ်ဤလုပ်ငန်းဆောင်တာများကိုလှုံ့ဆော်ပေးကဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီးဝမ်းမှန်စေပါသည်သွေးပေါင်ခြင်းကို ထိမ့်ညိပေးခြင်းပိုတက်စီရဲ့မြင့်မားစွာပါဝင်ပြီး ခန္ဓာကိုယ်အတွင်းရှိအရေးမြတ်မှုကို ထိန်းချုပ်ရန်နှင့် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေရန်ကူညီပေးသည့်အရေးပါသောတထုတက်တစ်မျိုးဖြစ်သည်။အသားရည်ကိုလှပစေခြင်း၊စုကာသီးရှိဗီတာမင်စီနှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည့်အသားရည်ဆဲများကိုပျက်စီးခြင်းမှ ကာကွယ်ပေးပြီးအရေးအကြောင်းဖြစ်ခြင်းကိုနှေးကွေးစေက အသားရည်ကို တောက်ပဆူပြေစေပါသည်။နှစ်ချိုက်စွာအိပ်ပျော်စေခြင်း၊စုကာသီးတွင်ပါဝင်သော အချို့သောကြက်များသည့် စိတ်ကိုငြိမ်သက်စေပြီးစိုးရိမ်ပူပန်မှုကိုလျှော့ချပေးက အိပ်ပျော်ခြင်းကိုပုံမူကောင်းမွန်စေပါသည်။အစီနှင့် ကိုလက်စထရောကိုလျှော့ချပေးနိုင်ခြင်း၊စုကာသီးရှိ ပတ်တင်အမြင်တတ်သည့်အစာခြေလမ်းကြောင်းရှိအစီနှင့် ကိုလက်စထရောများကိုဖမ်းယူကခန္ဓာကိုယ်မှဖယ်ရှားရာတွင် အထောက်အကူပြုပါသည်။ဓာတ်တိုးဆန်းခြင်းပစ္စည်းများကျွဲဝခြင်း ဗီတာမင်စီနှင့်ဗီတာကယ်ရိုတင်းအပြင်စုကာသီးတွင်ဖီနိုလစ်နှင့်ဖလာဗိုနွိုက်ကဲ့သို့သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီးဆဲများကိုပျက်စီးခြင်းမှကာကွယ်ပေးကာနာတာရှည်ယောဂအချို့ဖြစ်သည့်နှလုံးယောဂနှင့် အချို့သောကင်ဆာများဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါသည်။လန်းဆန်းတကြွစေခြင်းချိုးခြင်းအရသာသည်လန်းဆန်းတကြွမှုကို ပေးစွမ်းပြီးရေငက်ပြေစေပါသည်။စုကာတီဤတတိပြုရန်အချက်များနှင့်ဘေးထွက်ဆိုးကျိုးများ ။စုကာသီးတွင် အကျိုးကျေးဇူးများစွာရှိတော်လဲစားသုံးရာတွင်တတိပြုရန်အချက်များနှင့်အချို့ကိစ္စရပ်များတွင်ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်ပါသည်။တကြားပါဝင်မှုရှင်သောအရာသာရှိတော်လဲတကြားပါဝင်မှုအတင်းတင်းရှိပါသည်။သွေးရင်းတကြားဓာတ်ကို ထိမ့်ချုပ်ရန်လိုအပ်သူများဥပမာစီးကြိုသမားများသည် ပမာဏအတင်းတင်းသာစားသုံးသင့်ပြီးတကြားသို့မဟုတ်ပြားရည်များစွာထက်ထည့်ခြင်းကိုရှောင်ကျဉ်သင့်ပါသည်။ အချို့သူများတွင်ဘေးထွက်ဆိုးကျိုးအချို့သောသူများတွင်စူကာသီးစားသုံးခြင်းသည်မူးဝေခြင်းပြို့အံ့ခြင်းအိမ်၌ခြင်းသို့မဟုတ်နှလုံးခုန်လုံးမမှန်ခြင်းစသည့်ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါသည်ထို့သောသောလက္ခဏာများခံစားရပါက စားသုံးခြင်းကိုရပ်တန့်ပြီးဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်ဆိုင်ယာနိုက်ဂျပန်စူကာသီးအခွန်နှင့်အခြားစိတ်ပိုင်းချို့အထူးသဖြင့်မမဲ့သေးသောအပိုင်း ရင်းဆိုင်ရာနိုင်တက်ပေါင်းအနေငယ်ပါဝင်နိုင်ပြီးပမာဏများစွာစားသုံးမိပါက အနည်းဖြစ်စေနိုင်ပါသည်ထို့ကြောင့်မှင့်နေသောအသီးကိုသာရွေးချယ်စားသုံးသင့်ပြီး အခွန်ပင်စီသို့မဟုတ်အရွက်များကို ပမာဏများစွာစားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါသည်အစာအိမ်ပြဿနာရှိသူများစုကာသီးဤချင်သောအရာသာသည် အစာအိမ်ယောဂါသို့မဟုတ် အစစ်ပြန်တက်ခြင်းပြဿနာရှိသူများတွင်လက္ခဏာများကိုပိုဆိုးစေနိုင်ပါသည်။ယောဂလက္ခဏာများပိုဆိုးလာပါက ပမာဏကိုလျှော့ချခြင်းသို့မဟုတ် စားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါသည်။အကြံပြုချက်စုကာသီးကို ပမာဏအသင့်တင့်စားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သောအစာအသောက်ပုံစံ၏အစိတ်ပိုင်းတစ်ခုဖြစ်သည်။ကောင်းမွန်သောအရာသာနှင့်မလိုလားအပ်သောအနည်းကိုလျှော့ချရန်အတွက်မှဲ့သောအသီးကိုရွေးချယ်သင့်ပါသည် ယောဂခံရှိသူများသို့မဟုတ်ဆေးဝါးမီဝဲနေသူများအနေဖြင့်ပမာဏများစွာမစားသုံးမီသို့မဟုတ်ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်အတွက်အသုံးမပြုမီဆရာဝန်သို့မဟုတ် ကျန်းမာရေးကျွမ်းကျင်သူနှင့်တိုင်ပင်သင့်ပါသည်အချုပ်အားဖြင့်စုကာသည်သည် ကျန်းမာရေးအတွက်များစွာအကျိုးပြုသောအသီးဖြစ်တော်လဲအကျိုးကျေးဇူးအများဆုံးရရှိစေရန်နှင့် ဖြစ်ပေါ်နိုင်သောဘေးထွက်ဆိုးကျိုးများကိုရှောင်ရှားနိုင်ရန်နားလည်မှုနှင့်တတိထား၍ပမာဏအသင့်အင့်စားသုံးသင့်ပါသည် ီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်